မင်္ဂလာပါခင်ဗျာကျွန်တော်အခုဖတ်ပြခြင်းတဲ့စာလေးကတော့မြမဒီမိုကရေစီကြီးနဲ့သူရဦးတင်ဦးဆိုတဲ့တက္ကသိုလ်စိန်တင်ရေးသားတဲ့အစာအုပ်ထဲကနိုင်ငံတော်တမရဤအစိုးရအိမ်တော်တွင်ကဥနေဝင်ဤလက်သီးထိုးပွဲဆိုတဲ့အခန်းလေးဖြစ်ပါတယ် ျွန်တော်မှတ်မိသော ပြည့်ရက်တစ်ခုကို ပြောပြပါဦးမည်။ရန်ကုန်တက္ကသိုလ်တွင်ဘာသာရပ်ပေါင်းစုံသူတေသနာစာတမ်းဖတ်ပွဲလုပ်ခဲ့သည်။ထို့သောတက္ကသိုလ်ပေါင်းစုံကပညာရှင် ပုဂ္ဂိုလ်ကြီးများဘာမောက်ခများကတိကများ၏သူတေသနာစာတမ်းဖတ်ပွဲနောက်ဆုံးနေ့တွင်ဘုံနေဝင်းကရန်ကုန်မြို့အလုံးလန်းရှိ သမရအိမ်တော်၌ဂုံပြုညသာစာဝဲဖြင့်ဧကံလေသည် ဒုက္ကုံပြုညသာစားပွဲ၌ပြဒနာဖြစ်၍ထိုးပွဲကြိတ်ပွဲဖြစ်ခဲ့သည်ထိုညညသာစားပွဲသို့ဆရာကြီးဇော်ကြီးဆရာကြီးမင်းသူဝင်မန္တလေးတက္ကသိုလ်ပေါမောက်ခါချုပ်ဆရာကြီးဥကျော်ရင်အပါဝင်ပညာရှင်သူတေသနာပညာရှင်များသတင်းစာစာရေးဆရာကြီးများမြန်မာနိုင်ငံကျော်စာရေးဆရာကြီးများအားလုံးတက်ရောက်ကြပါသည်ဘုံနေဝင်းနေ့ ဇနီးတော်ခင်မေတန်းတို့အပါအဝင် တော်လိုင်းကောင်စီဝင် ပုဂ္ဂိုလ်ကြီးများအားလုံးလည်းစုံကြီးစွာတက်ရောက်ကြပါသည်။ထုံကြီး၌ညသာစားပွဲကြီးသည်ပျော်ရွှင်စွာစားတော့ကြပြီးခေါင်းမိတ်ဆိုသည့်အစားအစာများနှင့်အတူတံမိုးကြီးလာသော နိုင်ငံသားပြည့်အရက်မျိုးစုံကိုလည်းညသာထမင်းစားပွဲတက်ရောက်သူဧည့်သည်တော်ကြီးများစာသုံးတောက်သုံးပြီးသွားကြပြီညစာစာဝဲတွင် ်ယင်ကြီးမှုကဆက်ဖြောပြီးပွဲကလည်းကပြအိတ်ခံ၍ပြီးသွားပြီထို့သောကပြဖြောပြီးပွဲ၌ဘုံကျုပ်ကြီးနေဝင်းနှင့်ဒေါခင်မေတန်းတို့အပြင်ဘုံမူကြီးလှဟန်နှင့် ကျွန်တော်တို့အပါဝင် ပုဂ္ဂိုလ်များက ရှေ့တန်းမှထိုင်၍ရှူစားနေကြလေကပြဖြောပြီးပွဲအပြီး၌အတန်အတကြီးဖြင့်ဘုံနေဝင်းကအော်ဟစ်မင်းများသာကြားလိုက်ရပါသည် ဟေးဘယ်ကောင်လဲကွာဘယ်ကောင်လဲကွာဘသူလဲကွာဟုအော်ပြီးတဆက်သေးဒီကောင်ပြေးပြီပြေးပြီလိုက်စမ်းလိုက်စမ်းမိအောင်ပိုင်းလန်းဟုအော်ဟေးအမိန်ပေးစမ်းကြားလိုက်ရသည်ဒီလိုနိုင်ငံတော်အကြီးအကဲများဇနီးမောင်နှံကြီးများတို့တဲရောက်တော့ပွင့်တဲ့ယခုကဲ့သို့အော်ဟေးအမိန်ပေးဝန်ဒီမှာဘူနေဝင်းမှလွေဘသူရှိအောင်ပါလေအတန်ကဘူနေဝင်းအတန်မှဘူနေဝင်းအတန်ပဲ ဘုံနေဝင်းအတန်နဲ့အတူသူ့တပည့်တွေပြေးလိုက်သွားပြီးအိန်တော်ဤဆင်ဝင်အနာရှိ ကာဒစီအနီးသို့ထွက်ပြေးသူကိုဖမ်းမိ၍ဝိုင်းရိုက်ကြသည်ကျွန်တော်တို့လည်းပြေးလိုက်သွားကြသူများဖြစ်၍ထိုသူကိုမိသည့်အခါရိုက်သူများ၌မပါဝင်မဲကြည်နေလိုက်ပါသည်ကျွန်တော်လည်းဝင်မလို့မရိုက်နှက်ခဲ့ပါနောက်ခါ၌အစည်းအဝေးတစ်ခုတွင်စကားဆက်မိကြစဉ်ထုံလေးကြကဝင်မရိုက်သူများမှာဗိုလ်ချုပ်ကြီးတင်ဦးတယောက်ပဲကျန်ရည်သည်ဟုပညာရေးဝန်ကြီး ဒေါက်တာညီညီကအီမောမောပြောသွားသည်ကိုတတိရပါသေးသည်အမှန်ကတော့ဘုံနေဝင်းကိုယ်တိုင်ကတရားခမ်းဟုဆွဆွဲခံရသူဟာလက်အသီးဖြင့်ဝင်ထိုးနေသည် ဆိုတော့အတူပွာသွားသူ တပည့်တပန်းကိုရန်တော်တွေအရာရှိတွေကလည်းဝင်းတစ်ချက်တစ်ချက် ဝင်တီးကြခြင်းပဲဖြစ်ပါသည်အထိုးကျိတ်ခံရသူမှာဘသူပဲဝါလဲတော့မသိဂုံဒီရင်ရှိလူကြီးလူအောင်တယောက်ဖြစ်သည်ကိုတော့ ်ဝယ်ဆင်ထားသည့်တိုက်ပုံအင်ကြီးပိုးပစိုးမျက်နာပုံမှန်သဏ္ဍာန်ကိုကြည့်၍အသိသာနိုင်ပါသည်ထိုကြီးကဘုံနေဝင်းကအားကောင်းမောင်းတန်တစ်ချက်တစ်ချက်ထိုးပြီးခြေတောက်နှင့်ကန်ကြောက်၍ပြီးသွားသည်ဤတွင်ကြံသည့်မဆိုင်သူတွေက ဝင်ပြီးတစုပ်တစ်ခဲစွန်းကြီးဝမ်းလောင်းနေကြသည်မှာကြည့်၍ပဲမကောင်းပါခရယသူသူဒီလဲမတက်မသားဒိုင်းရရီမြန်နာမှာ သွေးလေးလေးဖြင့်ကြည်၍မကောင်းလာသည့်အချိန်တွင်အစိုးဆုံးက လုံုံရေးကအကောင်းတွေပဲတတိယလာကတော့ဘုံနေဝင်းအတွင်းရေးရရှိဘုံဦးကြီးကိုကိုပင်ဒေါသတကြီးနေဝင်းတစ်ချက်တစ်ချက် ထိုးကြိတ်ကန်ကြောက်နေပါသေးသည်မကြမီ အထိုးခံရသူလဲကားတွေပြေးဝင်ပြီးကားတကာဆွဲပိတ်လိုက်သည်ဤချိန်မှာကားကရုတ်တရက်မထွက် ရိုက်နှက်ချင်းသူတွေစိတ်မကုန်သေးကားနောက်ပြေးလိုက်ကြသည် ကားထွက်တော့ထွက်တော့ဟုဘာဖြစ်လို့မထွက်သေးတာလဲကျွန်တော်ကလှမ်းအောင်တော့မှာ ကာလေဝူးကနေအတံမီကမောင်းထွက်သွားသည်ဤတွင်ကျွန်တော်ကဖြစ်ရသည့်အကြောင်းရင်းကိုသိခြင်းသည်ဘာဖြစ်တာလဲဗျာဟုမေးမြန်းကြည့်တော့အဖေကိုဘသူကမှတိတိကျကျမပြောနိုင်ကြခဏကြာတော့မှ ကျွန်တော်တို့ထဲမှအရာရှိတဦးကဆိုသည်ပြောလို့မကောင်းဘူးဗျာဘိုးချုပ်ကြီးနေဝင်းနဲ့ဇနီးဒေါ်ခင်မီတန်းတို့ပွဲကြည့်ရင် ထိုင်နေတဲ့ခုံတန်းနောက်ကအရက်မူးနေတဲ့ဧည့်သည်တဦးက သူ့ရှေ့မှာထိုင်နေတဲ့ဒေါ်ခင်မီတန်းရဲ့တင်မားကိုသွားစိတ်တာ အမှုက ရာဇဝေအိုးဒုတ်ထိုးတဲ့အမှုဗျာကျွန်တော်ကအိမြသာသိလိုက်ပါသည်သို့သော ထိုကိစ္စမှာ တခုခုတော့လွဲမားနေပုံရပါသည်ဤအချိန်အမောင်ချထားခဲ့တွင်တူဦးကဝင်ရိပ်ထိုကိစ္စပြုမှုကိုကျူးလွန်သွားပုံရသည်ဟု ကျွန်တော်စဉ်းစားမိပါသည်ဘာကြောင့်ဆိုရင်နောက်တန်းတွင် ထိုင်နေကြသူတို့မှာတကယ်တက်ကသူပညာရတ် ဂုံဒီရှိပုံကူကြီးတွေဖြစ်ပါသည်။ဤကဲ့သို့အလွန်အစင်းနှိမ့်သည့်အစင်းအမှားရင်းမျိုးကို ထိုပုံကူပညာရှင်တို့မိသည့်ဤနည်းမျှကျူးလွန်မည်မဟုတ်ဟုကျွန်တော်နားလည်ပါသည်။ဖြစ်ပုံက ထိုကဲ့သို့ဒေါ်ခင်မီတန်းအားစော်ကားထိပါသွားသည့်အမှုကိုပွဲမပီးသေး၍ဒေါ်ခင်မီတန်းကအောင်ဤတိခိုက်နေပြီးပွဲပြီးသောအခါမှသာခင်မွန်းဖြစ်သူဘုံနေဝင်းကို တိုင်ပြောလေသည်။ဘုံနေဝင်းကလည်း သူဇနီးနောက်တဲတဲကထိုင်မိရှာသူပညာရှင်ကိုရန်တမ်းမှန်းစပြီးတရားခံအလုပ်ကထိုးကျိတ်ခြင်းဖြစ်နိုင်ပါသည်ပွဲပြီးရနေရာတကာအုပ်လိုက်ထပြန်ကြစဉ်ကန်ဆိုးသူမောင်ရှင်ဖြစ်ဒေါ်ခင်မီတန်းညွန်ပြခရသူနောက်ကထိုင်သူဘူနေဝင်းကစတင်ထိုးကျိတ်ခဲ့ခြင်းဖြစ်လီတော်သည်အထိုးခံရသူမိသူမိဝါဟုမသိပါအိန္ဒိယ၌ American ပြည်တော်စု၌ကွယ်လွန်ခဲ့ရသောသတင်းစာဆရာ စာရေးဆရာကြီးကျေးမုံဦးတော်အောင်မလရေးသည့်ဘုံနေဝင်းဇလန်းရှုပ်သည်မြဆောင်း၌ထုံကြီးကလူမား၍ဘုံနေဝင်းနှင့်သမရလူချမ်းအဖွဲ့ထိုးကြည့်ရိုက်နှက်ခရယသူမှာမန္တလေးဝိဇာနှင့်သိပ္ပံတက္ကသိုလ်ပေါမောက်ကဆရာကြီးဦးကျော်ရင်ဖြစ်သည်ဟုဖော်ပြခဲ့သည်ဆရာကြီးဦးကျော်ရင်သည်ထိုကြီးကထိုးကြည့်ရိုက်နှက်ခရယသောတရားကြောင့်စေယုံတက် ကုသခဲ့ရပြီးထိုတရားများနှင့်ပင် ကွယ်လွန်အနှိမ့်ဆရောက်ခဲ့သည်ဟုရေးသားထားပါသည်ထို့သောဘုံနေဝင်လက်သီးစွမ်းပြသည့်အမှုမှာဝင်ရောက်ထိုးကျိနေသူကကြာနေသဖြင့်အစိတ်မရှိသောဘိုးချုပ်ကြီးကိုယ်တိုင်ဝင်ရောက်ထိုးကျိခဲ့ခြင်းဟုသာ နားလည်လိုက်ရပါသည် အထက်ပေါ်ပြပါအကြောင်းအရာတို့မှာဘုံနေဝင်အနည်းတွင် ကျွန်တော်တာဝန်ထမ်းဆောင်စဉ်ကကြုံရိုက်ခဲ့သည်မြတ်တတိယရမြဖြစ်ကြောင်းကုန်စင်ပြန်လည်တင်ပြခြင်းသာဖြစ်ပါသည် ဇာဖတ်သူတို့အနေဖြင့်ကျွန်တော်ပြန်လည်ပြောဆိုခဲ့သည်တို့ကိုတူရတူရပတ်သက်ရာ ပတ်သက်ကြောင်းတို့ကိုဆက်ဆက်ကဖတ်ရှုခြင်းဖြင့်မိမိတို့သိရှိနိုင်သောအကြောင်းအရာများကိုရှားဖွေဖတ်ရှုကြရန်မေတ္တာရက်ခံလိုက်ပါသည်အိန္ဒိယနိုင်ငံဝန်ကြီးချုပ်အင်ဒီရာဂန္ဒီဤခီးနှင့်ဘုံနေဝင်းကဥက္ကဋ္ဌမော်ဂူဆဲဆိုတံရှေ့အခါတခါတွင်အိန္ဒိယနိုင်ငံဝန်ကြီးချုပ်မစ္စစ်အင်ဒီရာဂန္ဒီနှင့် ဘုံလင်ဝင်းတို့အကြားပฏิပကဖြစ်ပွားခဲ့ပုံကို၎င်းအိန္ဒိယဝန်ကြီးချုပ်မစ္စစ်အင်ဒရာဂန်နီနဲ့ဘုံနေဝင်းတို့အကြားအစဉ်ပြေခင်ဝင်မှုပြန်လည်ရရှိသွားပုံကို၎င်းတင်ပြထားပြီးပါပြီယခုအကြောင်းဆုံးသဖြင့်အိန္ဒိယနိုင်ငံဝန်ကြီးချုပ်မစ္စစ်အင်ဒရာဂန်ဒီကိုယ်တိုင်ဘုံနေဝင်းဤဖိတ်ခေါ်ချက်ဖြင့်မြန်မာနိုင်ငံသို့ချစ်ကြည်ရေးအလဲပတ်လာရောက်သည့်အကြောင်းကို ပြောပြခြင်းမသည်သူစဉ်ကဘုံနေဝင်းက အင်ဒီရာကန်ဒီတို့ဖိတ်ကြားစွာပို့ခဲ့သည်အိန္ဒိယနှင့်ပါကစ္စတန်စစ်ပွဲတွင်စိတ်ပမန်းခဲ့သည်မြန်မာနိုင်ငံတော်သို့မြစ်ကတာအဖြစ်ခေတ္တအလဲလာရောက်ပြီးငပလီပင်လယ်စိတ်ကမ်းသာ၌အပန်းဖြေလှဲပါဟုဖိတ်ကြားစာ၌ဖော်ပြခဲ့သည်ဘုန်နေဝင်းဖိတ်ကြားချက်ကိုအိန္ဒိယဝန်ကြီးချုပ်အင်ဒီရာကန်ဒီကလက်ခံပြီးမကြာမီအထူးလေးအင်းဖြင့်မြန်မာနိုင်ငံသို့ရောက်ရှိလာလေသည်အင်ဒီရာကန်ဒီလာမီဆိုသောအခါ ငပလီပင်လေကန်းကြီးနှင့်ရိုးရာမပြတ်သောတဘာဝဒေတာအသုံးဆောင်များဖြင့်ချေလေမုံမှန်ထားသည့်အိတ်ခမ်း၌ဧကံပြုစုခဲ့သည်ငပလီကန်းကြီးမှာတီးဆန့်ဆောက်ထားသော တောအိမ်ကလေးနှင့်အိန္ဒိယဝန်ကြီးချုပ်အိန္ဒိတာဂန္ဒီတဲခိုလေသည်အိတ်ခမ်းဆောင်တွင်၌မီလုံလလကလေးများကိုဝါးဖြင့်ရထားသောချင်းစကားဖြင့်မုံမှန်ချိတ်ဆွဲထားသည် ငဘလီတွင်အိန္ဒိယဝန်ကြီးချုပ်လာရောက်တဲခိုအပန်းဖြေရန်ကိစ္စအဝဝကိုကျွန်တော်ကအစအဆုံးစီမံဆောင်ရွက်ပေးရသည်ကျွန်တော်လိုချင်သော ပုံစံကိုပြည့်စုံအောင်ဆောင်ရွက်ပေးသူကနောင်နေသားမတ်ကြီးဖြစ်သောသောဝမူကြီးပီကျော်ဟန်ဖြစ်လေသည်သူကထိုစဉ်ကာလတွင်တိုင်ရင်မှုဖြစ်လေသည် ပီကျော်ဟန်မှာစစ်သားစစ်ဘိုလ်ဖြစ်တော်လဲသူ့ဝါသနာကအမှုပညာစိတ်ကူး artistic idea ရှိသူ ဖြစ်လေတော့ကျွန်တော်အားကိုးရလေသည် အိန္ဒိယနိုင်ငံတော်ဝန်ကြီးချုပ် Mrs. Indira Gandhi လိုက်ပါလာသော အထူးလေရင်သည်ငပလီပင်လယ်ကမ်းခြေလေဆိပ်သို့ဆင်းလာသောအခါဘူနေဝင်းဤဇနီးဒေါခင်မေတန်းနှင့်အတူ ကျွန်တော်တို့တပ်မတော်ရာရှိများအားလုံးပင်လေရင်ခွေ၌စောင့်ကြိုနေကြလေသည်လေရင်ခွေ၌အိန္ဒိယဝန်ကြီးချုပ် Mrs. Indira Gandhi ကိုဘူနေဝင်းနှင့်ဇနီးပါဝင် ကျွန်တော်တို့လိုက်လိုက်လဲလဲနှုတ်ဆက်ကြိုးဆိုကြပြီးတဲခုံမြင့်ငပလီကမ်းခြေဟိုတယ်စီသို့ ကားကိုဖြီးပြီးမောင်းရင်စတင်ထွက်ခွာလေသည်ထိုအချိန်တွင်ငပလီကန်းကျင်သို့အပန်းဖြင့်အနိုင်ယူရန်ရောက်ရှိနေကြဟန်တူသောတက္ကသိုလ်ကျောင်းသူကလေးများအုပ်စုတစုက message indra gani ကားရှိမှပတ်ဝိုင်းကပန်းစည်းလက်ဆိုင်များကိုကန်၍နှုတ်ဆက်ကြသည်ကားရဲ့သွားသောအခါကားတကားကိုရုတ်တရက်ဆွဲဖွင့်ပြီး indra gani ကိုချစ်ခင်မြန်သောဂုံပြုသည့်သဘောဖြင့်ပွေဖက်နန်းရှုပ်ကြလေသည်ပထမတွင် message indra gani ကမိမိအားချစ်ခင်မြန်သောဘွယ် ပွေဖက်နန်းသူကျောင်းသူများပြုံးပြုံးရွှေရွှေရီမောမောပြန်လဲစကားပြောရှာသေးသည်နောက်တော့ကျောင်းသူတွေကအကဲလုံးပြီးအင်ဒီရာဂန်ဒီသွားမိခီးကိုအတားဆီးတဲ့ဘွဲအချိန်ကြာမြင့်စွာပွေဖက်ထားကြသောအခါအိန္ဒိယအမျိုးသမီးဝင်းကြီးတို့ခမမကြေမနက်ဖြစ်ကာအကြီးအကျယ်စိတ်ဆိုးသွားတော့သည်ကျောင်းသူကလေးတွေမှာမာသာဂန်ဒီအမေဂန်ဒီဟုအော်ဟစ်လျက်လက်ထဲကပန်းစည်းကိုအိန္ဒိယဂန်ဒီကိုပေးရင် တွန်းငါထိုးကဖြစ်နေလေတော့သည်အချင်းရဲ့ရက်ကိုအကဲခတ်ကြည့်ပြီးကျွန်တော်လဲကားပေါ်ကပြေးစင်းငါเจ้าသူလေးများကိုဟဲ့ဟဲ့တမိတော့တော်ပြီတော်ပြီမလုံးကြနဲ့တော့ဟုပြောဆိုဖြောင်းပြရင်မရပဲရင်မောင်းကကားကိုထွက်မီဟုဘင်းလိုက်လိုက်တော့ကားเจ้าသူကလေးများကားနီးမှထွက်ခွာသွားတော့သည်ထို့နောက်အိန္ဒိယဝန်ကြီးချုပ်မစ္စစ်အင်ဒရာဂန်နီကိုတဲခုံမီအဆောင်ကို လိုက်ပို့ကြပြီးအနာယူအပန်းဖြေရန် စီစဉ်ပေးကြလေသည်ထုံးလေးကအဲ့တဲ့တော်ကို lunch time နေ့လယ်သာစပွားပွဲဖြင့်ဧခံကျွေးမွေးသည့်အစီအစဉ်ရှိပါသည်ဧခံမွေး၌မုန်နေဝင်းကအိန္ဒိယဝန်ကြီးချုပ်ကို နေ့လယ်သာဖြင့်ဧခံနေစဉ်အစင်မသိမလိုလားပွဲကိစ္စဖြစ်ခဲ့ရလေသည်အိန္ဒိယဝန်ကြီးချုပ် Mrs. Indira Gandhi မှာတရုတ်ပြည်ကွန်မြူနတီပါတီဥက္ကဋ္ဌမော်စီတုံး၏ကျူးကျော်ဆစ်စင်သောတပ်များကိုရဲရဲဝံ့ဝံ့ခုခံကာကွယ်တိုက်ခိုက်ခဲ့သော မော်ကွန်းမှတ်တမ်းရှိခဲ့သည်မဟုတ်လားယခုလည်းနေလေသာစားဝတ်တွင်ဘုံနေဝင်းသည်အရက်တောက်ရင်အမှုဆန်ကြီးလွန်သွားလေသည်ဘုံနေဝင်းကဒေါ်လာထွက်ကတရုတ်ပြည်ကောင်းဆောင်ကြီးမော်စီတုံးကိုကျင်းမောင်းဆဲဆိုနေလေသည် ထို့ပြင် မော်စီတုံးကွယ်လွန်ပြီးသည့်နောက်ထွက်ပေါ်လာသော မော်စီတုံး၏ဇနီးချန်ချင်းဦးဆောင်သည့်လေးဦးပိုင်းဝင်လဲဆက်လက်ညဉ့်ညမ်းသောစကားလုံးများသုံးကမော်စီတုံးကိုဗာထင်းနေညာထင်းနေဟု ဆဲဆိုနေပြန်လေတော့ဒီကျွန်တော်တို့မှာမိမိတို့ကောင်းဆောင်ကြီးဘုံနေဝင်းကဧည့်သည်တော်ဂုံတီရရှိအမျိုးသမီးဝင်းကြီးချုပ်မစ္စစ်အင်ဒရာဂန်ဒီဧခါမွေး၌ဤသို့ညီညံသောစကလုံးများသုံးကရုပ်ပြက်ဆင်းပြက်ဆဲဆိုနေသဖြင့်မျက်နှာပူမိလေသည်သို့သော ကြောက်လဲကြောက်နေရ၍ဘာမျှမတတ်နိုင်ပဲလက်မှန်ချကာหนีကြရလေတော်သည်ထိုနေ့ကဘုံနေဝင်း၏နှုတ်ကဖွင့်ဟာလာသော ဆဲပရိသာစကလုံးများမှာညနေပိုင်း၌ကျင်းပါသောညစာစားပွဲအထိဆက်သွာလီတော်သည်ဟဲ့တဲ့တော်အိန္ဒိယဝန်ကြီးချုပ်မစ္စစ်အင်ဒရာဂန်နီမာညနေပိုင်းယာရီဥဒုရုတာယာချိန်၌ပင်လေကန်းကြီးရှူခင်းသာအလှကိုတချိန်တစ်ခါသာလမ်းလျှောက်နားနေအဖမ်းဖြေခွင့်ကြုံခဲ့ရလေသည်ထိုနေ့ကအိန္ဒိယဝန်ကြီးချုပ်မစ္စစ်အင်ဒရာဂန်နီအားဂုံပြုတ်တက်ခင်းသောညစာစားပွဲ၌လည်း ဘုံနေဝင်းမှာနေ့လယ်ဓမင်းစားပွဲတုန်းကအရှင်ကမသေးသေးပြီအရက်ဆက်တော့ရင် အမူးဆန်ကြီးမြင့်နေစေဖြစ်လေသည်ထိုစဉ်ကအိန္ဒိယနိုင်ငံဆိုင်ရာမြမအတမကြီးဘုံမူကြီးလမော်လဲဧည့်သည်တော်အိန္ဒိယဝန်ကြီးချုပ်နှင့်အတူလိုက်ပါလာလေသည်ဇာမကြီးဥလာမော်ခမများစွာအံ့ဩနေရှာလီတော်သည်ဂုံပြုညစာစားဝဲ၌အင်္ဒရာဂန်ဒီကိုဘုံနေဝင်းကစကားတော် ဧကံမပြောနိုင်ရှာအောင်အရမူးနေလေတော့သည်ယခုကဲ့သို့အင်းရှင်ဖြစ်သူ နိုင်ငံအကြီးအကဲလို့သူကအရများများတော့အမူးလုံးကဧကံမုံဧကံဤမှာ များစွာရုပ်ဆိုးအကြီးတန်သောလောက်ရက်ဖြစ်နေတော့သဖြင့်ကျွန်တော်တို့မှာစိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရလေသည်သို့သော အမျိုးသမီးကြီးကတော့ဤဖြစ်ရအပေါ်တွင်နားလေလက်ခံမုံရပါသည်အเจ้าမှာ ငပလီလီငွေ၌ခန်းကန်းနာနာကျိုးစုခဲ့ခြင်းနားနေအိတ်ခန်းဆောင်များကိုအမှုပညာမြောက်စွာတီဆောက်ပြုပြင်စီရင်ထားခြင်းနေလေသာ စာဝဲညသာစာဝဲဖြင့်ဂုံပြုဧခန်ခြင်းတို့ကြောင့်ကျေနပ်အားရစွာပုံရလေသည်ဘုံလေးဝင်းကတော့ဂုံပြုညသာစာဝဲမှာအိန္ဒိယဝင်းဒုံအင်ဒရာဂန်နီကိုပင်ချစ်ကြည်ခင်မင်းသည့်စကားမပြောကြနိုင်တော့ပဲအရက်တန်တရာတဲ့တွင်နင်မျောနေလေတော်သည် အရက်ကို တစ်ခွက်ပြီးတစ်ခွက်တောင်းရင်တရုတ်ပြီးခေါင်းဆောင် မော်စီတုံးနဲ့သူ့အမွေကန်၄ဦးခိုင်းကိုရိုင်းရိုင်းပြပြပြစ်ပြစ်နှင်းနဲ့ဆဲဆိုရင်တညတာကုံလွန်သွားခဲ့လေသည် နောက်တနေ့နန်နဲ့တွင် လေရင်တစည်းတဲ့ဖြင့်ဘူနေဝင်းနဲ့အိန္ဒိယဝန်ကြီးချုပ်မစ္စစ်အင်ဒရာဂန်ဒီတို့ရန်ကုန်ကို ပြန်ခဲ့ကြလေတော့သည်ထိုခီး၌လေရင်ဥကန်းတွင်အကြီးအကဲနှစ်ဦးအတွက် ထိုင်ကုန်နှလုံးကိုတည်တံ့ချထားပေးပြီးကျွန်တော်တို့ကလေရင်နောက်ခန်း၌နေရာယူကြရလေသည်ဘုံနေဝင်းက Mrs. Indira Gandhi ကိုယမန်နေ့ညကအစင်မချောခဲ့သောကိစ္စအတွက်ဤသို့တောင်းမှန်နေလေသည် I'm sorry I did not keep well last night ဝမ်းနေပါလေခင်ဗျာမနေ့ညကကျွန်တော်ကောင်းစွာအဲ့ခံသမှုမပြုနိုင်ခဲ့ပါဘူး အိန္ဒိယဝန်ကြီးချုပ်ကပြောရှင်သွားပြင်ကိစ္စမရှိပါဘူးဟုကြေကြေနက်နက်ပြန်ပြောနေလေတော့သည်နားဆင်ပြီးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဆက်လက်ပြီးဖော်ပြပေးသွားမှာမို့စောင့်မျှော်နားဆင်ကြပါဦးခင်ဗျာ